အားလုံးမင်္ဂလာပါကျွန်တော်တို့တိုင်းနိုင်ငံမှာကျွန်တော်မိသားစုမှာကျွန်တော်တို့ရဲ့အဖွဲ့အစည်းမှာပြဿနာတစ်ခုခုအခက်အခဲတစ်ခုခုဝါနေမှုတစ်ခုခုကြုံရပြီဆိုရင်ကျွန်တော်တို့တွေတယောက်နဲ့တယောက်သဘောထားကွဲလွဲမှုတွေအမြင်မတူတာတွေကိုပေးဖယ်ထားပြီးမှတလုံးတဝရနဲ့ညီညွတ်စွာဆုတောင်းဖို့အရန်ရည်ကြီးတာဖြစ်ပါတယ် တယောက်ချင်းဆူတောင်းလို့မရဘူးလားဆိုတော့ရပါတယ်။ဒါပေမဲ့နှစ်ဦးသုံးဦးသဘောတူပြီးဆူတောင်းခြင်းကပို့ပြီးတော့မှတကူပါပါတယ်။ရှမတက်ခွင့်ခန်းကြီးဆက်ရှင်ရင်20မှာလူနှစ်ယောက်၃ယောက်တို့ဒီငါနာမကိုအမိပြီးပြီးဆူဝေးလင်းဆူဝေးရတွေတူတို့နဲ့အတူငါရှိတယ်။ကျွန်တော်တို့မိသားစုတွေသဘောတူပြီးမှဆူတောင်းမယ်။ကျွန်တော်တို့အဖွဲ့အစည်းသဘောတူပြီးမှ ကျွန်တော်တို့တုန်ညီတဲ့ရည်ရွယ်ချက်အတွက်အာရပယတဘောတူပြီးမျက်ရည်နဲ့စိတ်အားထက်တန်စွာဆုတောင်းမယ်ဆိုရင်ဖယားတခင်က ကျွန်တော်ရဲ့ဆုတောင်းခြင်းပေါ်မှာကြီးမားတဲ့လက်တော်ကိုဆေးလွတ်မှာဖြစ်တယ်ကျွန်တော်တို့တမန်တော်ကြီးရှင်ပေသူတို့အဖမ်းခံရတဲ့အခါမှာယုံကြည်သူမိသားစုဝင်တွေကအိမ်အပေါ်ထပ်မှာစုစည်းပြီးမှမျက်ရည်ကျပြီးမှတမန်တော်ကြီးရှင်ပေသူတို့အတွက်သဘောတူပြီးမှဆုတောင်းပေးကြပါတယ် စုတောင်းပေးတဲ့နေရာနဲ့တမန်တော်ကြီးရှင်ပေသူတို့ကိုချုပ်ထားတဲ့နေရာအယံကိုဝေးกว่าပါတယ်တမန်တော်ကြီးရှင်ပေသူတို့ကိုထောင်ထဲမှာတန်ကြိုးလဲခတ်ထားတယ်ထောင်ရဲ့အပြင်မှာတကားနာမှာလဲအဆောင်နှစ်ယောက်ကိုရှိတယ်အဲ့ဒီထောင်ရဲ့အပြင်ဘက်မှာလဲစစ်သားများစွာရဲမှတ်များစွာစောင့်ဆိုင်နေတာဖြစ်ပါတယ်ဒါပေမဲ့ယုံကြည်သူတွေတဘောတူပြီးမျက်ရည်ကျပြီးမှစုတောင်းတဲ့အခါမှာအဲ့ဒီနေညမှာကောင်းကင်တမန်ဟာ တမန်တော်ကြီးရှင်ပေသူနာမှာလာပေါ်ပြီးမှသူ့ရဲ့လက်မှာချီနောက်တဲ့တန်ကျိုးတွေအလုံးကပြတ်ထွက်သွားပြီးမှထောင်တကားကိုဖွင့်စရာမလိုပဲနဲ့ဒီတိုင်းတိုးဝင်သွားပါတယ်ထွက်သွားပါတယ်ထွက်သွားတာကိုလည်းစောင့်နေတဲ့ရဲမတ်တွေကလုံးဝမသိပဲနောက်ဆုံးလွတ်မြောက်သွားတဲ့အခါမှာတမန်တော်ကြီးရှင်ပေသူကသူ့ကိုဆွတ်တောင်းပေးတဲ့အိမ်ကိုတန်တန်မတ်မတ်သွားပြီးမှတကားခောက်တဲ့အခါမှာလူတွေတော်တော်များများကကိုလွတ်မြောက်ဖို့ဆူတောင်းပေးနေတူကိုရှိကိုပြန်ရောက်လာတဲ့အခါမှာအရန်အော်လုံးလို့ ပေတရုတော့မဖြစ်နိုင်တော့ဘူးဒါပေတရုရဲ့ကောင်းကင်တမန်ပဲဖြစ်လောက်မယ်ဆိုပြီးမှတယောက်တစ်မျိုးထင်ကျေးပြီးပြောတဲ့အထိဖခင်ရဲ့တခိုးဟာအလုံးလုံးတာကိုတွေ့ရပါတယ်ဒီနေ့ကျွန်တော်တို့တွေဘာလို့စုယုံရတာလဲကျွန်တော်တို့ဘာလို့စုတောင်းပြီးစုတောင်းဖို့ရင်တော့ကျွန်တော်တို့စုစည်းရတာလဲဆိုရင်ကျွန်တော်တို့အတွက်မဖြစ်နိုင်တဲ့အရာတွေကျွန်တော်တို့မဖြေရှင်းနိုင်တဲ့အရာတွေဖြေရှင်းနိုင်ဖို့ဖြစ်လာဖို့ကျွန်တော်တို့သဘောတူပြီး ဆူတောင်းရတာဖြစ်ပါတယ်။မြန်မာရဲ့ကျွန်တော်ရဲ့တိုင်းနိုင်ငံတိုးပွားအောင်မြင်ကောင်းကြီးဖြစ်တဲ့နိုင်ငံဖြစ်ဖို့ကျွန်တော်တို့တွေမဖြစ်နိုင်တဲ့အခြေအနေတွေမှာကျွန်တော်တို့ရှင်တန်နေရပေမဲ့လေကျွန်တော်တို့ဖခင်ကိုတဘောတူပြီးဆူတောင်းမယ်ဆိုရင်ဖြစ်လာနိုင်မှာဖြစ်ပါတယ်။ဒီနေ့ချိုးတဲ့နေတဲ့အခြေအနေတွေအကြဘက်ကိုပဲဥတည်နေတဲ့အခြေအနေတွေကျွန်တော်မျက်လုံးထဲမှာတွေ့ရပါလိမ့်မယ်။ကျွန်တော်တဘောတူပြီးဆူတောင်းမယ်ဆိုရင် အဲ့ဒီအရာတွေကလည်းပြန်ပြီးမှရှင်းတန်းနိုင်မှာဖြစ်ပါတယ်ဒီနေ့ထုံနည်း၎င်းမယ်ကျွန်တော်တို့မိသားစုမှာတူညီတဲ့ပြဿနာတွေကျွန်တော်ရင်ဆိုင်နေရတယ်ဆိုရင်ဒီနေ့ကျွန်တော်တို့တွေတဘောတူပြီးမှကျွန်တော်ဆုတောင်းမယ်ဆိုရင်ဆုတောင်းကောင်းချီးပေးမယ်ဆိုရင်ကျွန်တော်တို့တူညီရတယ်ကျွန်တော်တို့မိသားစုမှာကြုံနေရတယ်ကျွန်တော်တို့အဲ့ဒီအခြေအနေတွေအားလုံးကနေကျွန်တော်တို့ကလွတ်မြောက်လာမှာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေကတက်တနာတစ်ခုခု မဖြစ်နိုင်တဲ့အခြေအနေတခုခုကြုံတိုင်းကြုံတိုင်းမှာသဘောတူပြီးဆူတောင်းဖို့အရေးကြီးပါတယ်။သို့တော့ဝန်ထဲကြကောင်းတာကကျွန်တော်မိသားစုဝင်နေကျွန်တော်အဖွဲ့အစည်းတွေဟာအစင်မပြေမှုတခုခုနာကျင်မှုတခုခုကြုံလာတဲ့အခါမှာကျွန်တော်တို့မှာသူ့အမြင်ကိုယ်အမြင်သူ့ရှုထောင့်ကိုယ်ရှုထောင့်အငင်းကုန်လှုပ်ရင်းကျွန်တော်တွေတယောက်နဲ့တယောက်အပြစ်တင်ရင်းညီးသွားနေရင်းနဲ့အချိန်ကုန်တဲ့အခါမှာဖခင်ရဲ့တကူတော့အလုံးလုံးလို့မရပါဘူးအစ်တရာလူမျိုးမြောက်များစွာက ခါနန်ဘီကိုဥတီပြီးမှသွားတဲ့အခါမှာသူတို့တွေတလန်းလုံးမောရှေကိုအပြစ်တင်လာကြတယ်။သဘောတူပြီးမဆုတောင်းတဲ့အခါမှာပြဿနာတစ်ခုခုကြုံလာတဲ့ခါတိုင်းမှာမောရှေကိုပြစ်တင်တယ်၊ဖျားကိုပြစ်တင်တယ်၊အချင်းချင်းပြစ်တင်တယ်၊ဝေဖန်တဲ့အခါမှာသူတို့တွေကအဲ့ဒီပြဿနာအဲ့ဒီအခက်အခဲတွေအောက်မှာဆုံးရှုံးသွားတာကိုကျွန်တော်တို့တွေ့မြင်ရတာဖြစ်တယ်လို့ကျွန်တော်တို့ကိုယ်တိုင်လည်းတတိထားဆင်ခြင်ရမှာဖြစ်ပါတယ်။ဒီနေ့အဲ့ဒီပြဿနာအဲ့ဒီအခက်အခဲတွေရဲ့ လွန်မိုးအနိုင်ကျင့်မှုဖြစ်စည်းမောက်ကိုတင်မရောက်ချင်ဘူးတင်မကြုံချင်ဘူးဆိုရင်အစင်မပြေမှုတစ်ခုခုကြုံတိုင်းအခက်ခဲတစ်ခုခုကြုံတိုင်းကျွန်တော်တို့အပြစ်တင်နေတာတွေကျွန်တော်တို့တွေတယောက်နဲ့တယောက်ကျွန်တော်တို့ဝေဖန်နေတာတွေ သဘောထား꿰ပြနေရတယ်မဖြစ်ဖို့အရေးကြီးတာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေကအဲ့ဒီပြဿနာတစ်ခုခုထဲမှာအပြစ်ပဲတင်နေတယ်ဝေဖန်နေတယ်သဘောထားပဲ꿰ပြနေတယ်ဆိုရင်မိတ်ဆွေဟာအဲ့ဒီပြဿနာရဲ့အောက်ကိုရောက်သွားမှာဖြစ်ပါတယ်မိတ်ဆွေတင်မယ်လားဆိုမဟုတ်ပါဘူးအဲ့ဒီမိသားစုတစ်ခုလုံးအဲ့ဒီအဖွဲ့အစည်းတစ်ခုလုံးရောက်သွားမှာဖြစ်ပါတယ်ဥပမာအပြင်ကျွန်တော်တို့လေတစည်းနဲ့ခရီးဆက်တဲ့ခါမှာကျွန်တော်တို့လေဦးပိုင်းမှာ ကျွန်တော်တို့ထိုင်နေနေရာမဟုတ်တဲ့တခြားတယောက်ထိုင်နေနေရာမှာအပေါက်ပေါက်တဲ့တို့ကြောင့်ရေဝင်လာတယ်ဆိုရင်ကျွန်တော်တို့တွေကအဲ့ဒီနေရာကိုတွားပြီးမှတက်ညီလက်ညီအဲ့ဒီရေဝင်တဲ့အပေါက်ကိုဖာပလိုက်ရမယ်ဝင်လာတဲ့ရေတွေကိုတချို့ကခတ်ထုတ်နေရမှာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့မကူဘဲမလုပ်ဘဲနဲ့မင်းနေရာကနေပေါက်တာမင်းနဲ့ဆိုင်နေမင်းဘာလို့အလောက်ထိပေါ်စားရတာလဲထိုင်အပြစ်တင်နေမကြခင်မှာအဲ့ဒီလေဒီဇင်းလုံးကနစ်မြုပ်သွားမှာဖြစ်ပါတယ်ဒုံနေလကောင်းမယ်ကျွန်တော်တို့ရဲ့မိသားစုတွေကျွန်တော်တို့ရဲ့အဖွဲ့အစည်းတွေမှာကျွန်တော်တို့နိုင်ငံတွေမှာ ဖြစ်နေတဲ့ပြဿနာတွေအားလုံးကထုံနေလကောင်းပါပဲငါနဲ့မဆိုင်ဘူးငါလှုပ်တာမှမဟုတ်တာဒါကတော့ဖះမကြိုက်တာလှုပ်တဲ့ကောင်တွေပဲဖြစ်တာငါတို့နဲ့မဆိုင်ဘူးလို့ကျွန်တော်ပြောနေတာမဟုတ်ပဲねကျွန်တော်တို့တွေရှိတဲ့နေရာမှာကျွန်တော်တို့ကြုံနေရတဲ့တူညီတဲ့ပြဿနာကျွန်တော်တို့အတွက်မဖြစ်နိုင်ဘူးဆိုတဲ့အခြေအနေတွေကျွန်တော်တို့အတွက်မလုပ်နိုင်ဘူးဆိုတဲ့အဲ့ဒီအခြေအနေတွေကျွန်တော်တို့တွေသဘောတူပြီးမှစပြီးစူတောင်းကြရအောင်မိခင်ဖခင်တားတွေတမီးတွေမိသားစုတွေ ကြုံရတဲ့ပြဿနာတွေတဘောတူပြီးဆူတောင်းကြရအောင်ကျွန်တော်ဆူတောင်းနဲ့ကျွန်တော်တို့မိသားစုဝင်တွေဆူတောင်းပေါ်ဆူတောင်းဖတ်တယ်ကျွန်တော်တို့ရဲ့နိုင်ငံအတွက်တဘောတူပြီးဆူတောင်းကြရအောင်တဘောတူပြီးဆူတောင်းမယ်ဆိုရင်ဘုရားတခင်ရဲ့လက်ရတော်ကြီးမားစွာလှုပ်ရှားလာမှာဖြစ်တယ်လို့ကျွန်တော်တို့မထင်ထားတဲ့နေရာတွေကျွန်တော်တို့မဖြစ်နိုင်ဘူးလို့ထင်တဲ့နေရာတွေကဖြစ်လာမယ်ရှိလာမယ်တက်လာနိုင်မယ် ကောင်းကြီးဖြစ်လာမယ်အောင်မြင်လာနိုင်မယ်မြုံလင်းချက်တွေပြန်ပြီးမှရှင်တလာမယ်အမောင်ထုတွေပျောက်ပြီးမှအလင်းတွေကပြန်ပြီးမှနေရာယူလာမှာဖြစ်ပါတယ်။ဘာအပြင်လဲဆိုရင်ကျွန်တော်တို့တဘောတူပြီးစူတောင်းခြင်းအပြင်ဖြစ်ပါတယ်။ဖရာတခင်နှုတ်ကပတ်တော်အပြင်အားလုံးကိုစကားပြောပြီးကောင်းကြီးပေးပါစေ။